ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ကဘတ်တူဘီအကြောင်းပြောခဲ့တယ်။ဘတ်တူဘီရှိသည်ဖြစ်သည်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲ့ဒီရှိသည်ဖြစ်သည်မှာရှိသည်ဆိုတဲ့စကားလုံးနဲ့စင်တူယိုမာလီနောက်ထပ်စကားလုံးလုံးရှိပါတယ်။အဲ့ဒါတော့ but to have ပါနော်အတိတ်ပဲကတော့မှားရှိသည်လို့ပြောတယ် have has had သုံးလုံးရှိတဲ့အထက်မှာကျွန်တော်တို့ကဒီ but to လို့ခဏပြင်ပြထားအောင်ဒီ but one လေးတစ်ခုကိုပဲကျွန်တော်အရင်ဆုံးပြောကြည့်အောင်ဒီမှာကျွန်တော်စာကြောင်းလေးတွေရေးထားတယ်တစ်ပင်ပေါ်မှာငှက်ရကောင်ရှိသည်ထုံငှက်မှာအတိုက်တစ်ခုရှိသည် အဲ့တော့ but to have ကအဓိပ္ပာယ်မှားရှိသည်ဆိုတော့ပြပင်ပေါ်မှားငရကောင်ရှိသည်ထုံကမှားအတိုင်းတူရှိသည်မှားရှိသည်မှားရှိသည်တူနေတယ်ထင်ရတယ်နော်ဒါပေမဲ့အဲ့ဒါလေကျွန်တော်ကကိုကိုပြပြလုပ်ဖို့ဆိုရင်တပင်ပေါ်မှားတပင်အောင်မှာဘာလို့လဲနေရာကိုပြောတော့နေရာပြောတော့ place ရှိသည်ဆိုတဲ့စကလုံးဒီက buff ရှိနေတဲ့အရာက subject subject buff place အဲ့တော့ငရကောင် about about ရှိသည်ဆိုတဲ့စကားလုံးအဲ့တော့ဘုရားကိုသုံးပါလေကျွန်တော်ကတစ်ပင်ပေါ်မှာနေရာဘယ်နေရာမှာလဲဆိုတာသိတယ်နေရာပြပုတ်ပါတယ်ဆိုရင်ဒီနေရာကိုပြောလို့ပြောချင်တာဒီရှိဘတ်တူဘီကိုသုံးတယ်ဘတ်တူဘီကိုသုံးရမယ်အဲ့တော့ဘတ်တူဘီကိုသုံးရမယ်ဆိုတော့ကြောင့်မလို့ about ga a negative is about is တစ်ပင်ပေါ်မှာ in the tree ဲ့တော့ there is there နဲ့လည်းရေးလို့ရပါတယ်ဒါပေမဲ့ there is there ကကျွန်တော်နောက်တစ်ခန်းနဲ့မှာပဲတက်တက်သွားကြတာပေါ့ဒီမှာတော့ရေရိုတန်းလေးပဲကျွန်တော်ရေးလိုက်ပါနော်ကလေးအခြေခံထဲမှာကလေးနားမလဲမှာဆိုတော့အထုံငှက်မှာအတိုက်တစ်ခုရှိတယ်။ထုံငှက်မှာအတိုက်တစ်ခုရှိတယ်။အဲ့တော့ကျွန်တော်ကနေရာပြဖို့ပေါင်းပါကြည့်မရှိဘူးနော်မပေါင်းမပေါင်းဘူးဆိုရင်ဒီမှာရဲ့ရှိတယ်နှစ်ခုပေါင်းမှာဘာအတူအရှိမှာရှိနေတဲ့အရာကိုကျွန်တော်ကဆက်ပြစ်လို့တမယ်။အဲ့တော့ရှိတယ်ဒါ complement အတိုက်တစ်ခုက complement အဲ့တော့ sabja baf komlima sabja go indo yin me thonya da bad chi di so le se galo anega phit da taku ge phit le jam lo has go yin me has a nest okay now who ti ma tamin ne ga di sa chang le yee sa ba tu ma sa au tau shi di tu sa au ga sa bwa ma shi di တာရဲ့နှောင်းကံသူအောက်ကမြင်သူတာရဲ့နှောင်းကံသူအောက်ကမြင်သူသူရင်းတူတူပဲမတူတာကဘာလဲသူစောက်သူစောက်ဆိုသူဤစောက်သူဤစောက်ကို Facebook ရှင်းပြီဆိုတဲ့စကားလုံးလေးနေရာပြောဖို့ဘာလို့ကြောင့်မို့ဘတ်တူဘီကိုယူမယ်အနေကိမို့ is စပွဲပေါ်မှာ on the table သူ့မှာစောက်တော့ရှိတယ် အဲ့တော့ဘယ်နေရာမှာပြောတာလဲနေရာပြဖို့ပါလားနေရာပြဖို့မပါဘူးဆိုရင်ဒီမှားရရှိတည်ရနှစ်ခုပေါင်းမှာဘတ်အဲ့ဒါမသူရှိမှရှိနေတဲ့ကသူတို့ပဲကြီးရင်သူ့မှားလို့ပဲကြီးရင်ဘာဖြစ်ဖြစ်ဒီကောင်ဒီ subject ဖြစ်နေတဲ့ကြောင့်မလို့ he ပဲဖြစ်ရမယ်နော် he မှားရှိတည်ဆိုတဲ့စကားလုံးက has he has သောက်တော့က a book အဲ့တော့ကျွန်တော်တို့ကကလေးတွေကိုကျွန်တော်ကလေးတွေကိုကျွန်တော်စာသင်တဲ့အခါမှာ ဘတ်တူဘီနဲ့ဘတ်တူဟက်လေးကိုကိုယ်ကိုယ်ပြပြသိစီဘူးတဆယ်ကျွန်တော်စာချောင်းလေးနှစ်ချောင်းတို့ရေးပေးပါမယ်။နေရာပြဖို့ပါတယ်ဆိုရင်ဒီနေရာကိုပြောတဲ့အကြောင်းမတီရှိဘတ်တူဘီကိုသုံးနောက်ခုကရနေရာပြဖို့မပါဘူးဆိုရင် ကျွန်တော်မှနိုင်လုံးရှိတယ်ကျွန်တော်ဘယ်နေရာမှာလို့မပြောအဲ့ဒါနေရာပြောဖို့မပေါ့ဆိုရင်ပိုင်ဆိုင်ရှိဘတ်ဒူ half ကိုတော့အာဒါလောက်ဆိုရင်တော့ဘတ်ဒူ b နဲ့ဘတ်ဒူ half နဲ့ကွဲပြားလောက်ပြီးထင်ပါတယ် အဲ့တော့အခြေခံအင်္ဂလိပ်စာလေးကိုအခြေခံကြကြနဲ့တဖြည်းဖြည်းသိကျင်လာရဆိုတော့ဒီလိုဗီဒီယိုလေးတွေတစ်ခုပြီးတစ်ခုဒီမေးမှာဆက်ပြီးတော့ဆောင်ရွက်ကြည့်ပေးကြပါအောင်ဟုတ်ကျေးဇူးအများကြီးတင်ပါ